ကိုင်းတိုင်းဒဇယ်မြို့နယ်လဲမရွာကဖုံးကြီးချောင်းကိုဧပြီ13ရက်ညနေပိုင်းမှာစစ်ကောင်စီကနှစ်ကြိမ်ဘုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတဦးသေဆုံးပြီးအမျိုးသမီးနှစ်ဦးနဲ့အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့ချင်းနွေယုံမမဟာမိတ်တပ်ပေါင်းစုစီကသိရပါဗါတယ်။ညနေ3:35မိနစ်ခန့်မှာတစ်ကြိမ်ညနေ3:39မိနစ်မှာတစ်ကြိမ်မိဒီလာလေတပ်ကတက်လာတဲ့ဂျက်ဖိုက်တာနှစ်စီးကလဲမကျေးရွာဖုံးကြီးချောင်းကိုပေါင်250ဘုံးသီးလေးလုံးကျဲကြခဲ့တာလို့ဆိုပါတယ်။ ပရမဆုံးဘုံတလုံးကြတာကတော့ကျတော့ဇီရီဘောမှာကြတဲ့ခါကျတော့ဇီရီကြီးတော်မြေခတ်သွားတယ်ဒုတိယတလုံးနဲ့တတိယတလုံးဘုံနှလုံးကကျတော့လေမကြီးကဘုံတော်ကြီးကြောင်းတစ်ဆက်ဆောင်မို့တဲ့တဲ့ကြသွားတဲ့အတွက်ဘုံတော်ကြီးကြောင်းလည်းကြီးလောင်ပြည့်စည်သွားတယ်နောက်တတုဒ္ဓလုံးကကျတော့ဘုံတော်ကြီးကြောင်းရဲ့မြောက်ဘက်ကမိသား၄၀กว่าလောက်မှာပြည်သူအိမ်ဘုံကိုကြတဲ့ခါမှာ ပြည်သူအိမ်ပေါ်ကြတဲ့အခါမှာအိမ်လည်းပြည့်စည်သွားတယ်အဲ့ဒီအိမ်ကပြည်သူတယောက်ဖြစ်တဲ့ဒေါ်စန်းတင်ဆိုတဲ့အမျိုးသမီး35နှစ်တည်ဆုံးသွားတယ်ဘုံကျဲချင်းလဲမကျေးရွာဘုံကြီးเจ้าမှာဥပုပ်ဆောင်နေတဲ့အသက်52နှစ်အရွယ်ဦးညွန်လင်းအသက်34နှစ်အရွယ်ဒေါ်အေးအောင်အသက်68နှစ်အရွယ်ဒေါ်ဝင်းတို့ဒဏ်ရာရရှိခဲ့ပြီးအသက်35နှစ်အရွယ်ဒေါ်စန်းတင်တည်ဆုံးခဲ့တယ်လို့ဆိုပါတယ်ဒါ့အပြင်ဘုံကြီးเจ้าနှစ်ထပ်ဆောင်မိလောင်ပျက်စီးပြီးနေအိမ်တစ်လုံးပျက်စီးသွားတယ်လို့ချင်းနှင်းယုံမမမိတ်တပေါင်းစု ရဲဘော်မြတ်ကိုကပြောပါတယ်။လဲမာကျေးရွာမှာအင်ဂျီ300အိမ်အောင်စု350နဲ့လူဦးရေ2000ကျော်ရှိပြီးတော့ဒေသခံတွေတိမ်းရှောင်နေရတာဖြစ်ပါတယ်။ဧပြီလဒုတိယပတ်အတွင်းမှာမကွေးတိုင်းနဲ့စကိုင်းတိုင်းကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုခက်ဆစ်ဆိတ်လုပ်လာတဲ့အတွက်ဒေသခံထိခိုက်ဒေဆုံးမှုတွေလည်းရှိနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ2ရက်ကလည်းစကိုင်းတိုင်းတပဲမြို့နယ်ချက်ခက်ကျေးရွာဘုံကြောင်ကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကိုရင်3မှာចောင်းသား2ဦးနဲ့စစ်ရှောင်2ဦးတေဆုံးခဲ့ရပါသေးတယ်။